ဘာသာအမွေကျွန်းလင်းနိုင်ပါစေမိဘရဲ့ကျေးဇူးတရားကိုသိမြင်နားလည်မှုမရှိသိမြင်နားလည်မှုမရှိတော့ဆက်ရကောင်းမှမသိချူချူသားသားပြောရကောင်းမှမသိနုနုညံ့ညံ့ဆက်ဆံရကောင်းမှမသိမိဘတွေကိုတကယ်ကျေးဇူးရှင်တယောက်အနေထားပြီးတော့တန်ဖိုးထားရမှမသိတဲ့သားသမီးတွေကိုမရှိဘူးလားရှိတယ်အဲ့ဓာတွေဟာအင်မတန်အပြစ်ကြီးတာပဲနော်အင်မတန်အပြစ်ကြီးတယ်ဟိုဗမာစကပုံလည်းရှိတယ်မဟုတ်လားမိဘမျက်ရည်တစ်ဆက် သာသမိဒုက္ခတသက်ဟုတ်ရဲ့လားအေးဒါတွေကတချို့ကလည်းပဲမိဘစိန်ရည်တဲ့နေလို့ပြောကြတယ်နော်ဦးဇင်းတို့မြတ်စွာဘုရားကတော့စိန်ရည်လို့ဟောထားတာတော့မတွေ့ဘူးမီးလို့ဟောထားတာတော့တွေ့ဘူးလေပိုတောင်ကြောက်စရာကောင်းတယ်ဗါတဲ့တို့မီးတယ်မိဘဆိုတာသာသမိအတွက်မီးပဲကောင်းကောင်းမွန်မွန်မကင်တွယ်တတ်ဘူးဆိုရင်တော့တေချာပေါက်မီးလောင်ခံရတယ်လို့ဆင်းရဲလိမ့်မယ် ဟုတ်ရဲ့လားဦးဇင်းတို့တင်ဂုတ်တို့ပါဠိတော်မှာအခိတုတ်တန်ဆိုပြီးတော့ရှိတယ်အတူချုပ်လေးပြောပြမယ်ပုံနာတယောက်ကမီးပူဆိုတယ်အကျွေးတွေအမွေးတွေနဲ့ပေါ့လေအဲ့ဒါမြတ်စွာဘုရားကြွတော်တော့ဟဲ့သူရုပ်မှာရက်ဒီမှာမီးပူဇောနေတယ်ပေါ့အဲ့ဒါလိုမျိုးပြောတဲ့အခါကျတော့မြတ်စွာဘုရားကသင်ကမီးဆိုတာဘယ်နှမျိုးရှိတယ်လဲသိသလားလို့မေးတယ်အမအော်တယ်ဒီမှာမီးတောင်းနေတာသူဒါပဲတီမှာပေါ့အဲ့ဒါမြတ်စွာဘုရားက တခါကြီးမီးဆိုတာလောကမှာခုနှစ်မျိုးရှိတယ်တဲ့ပယ်ရမယ့်မီးက၃မျိုးတဲ့ဂယုဆိုင်ရမယ့်မီးက၃မျိုးတဲ့နော်ငင်းတဲ့အချိန်ငင်းတောက်တဲ့အချိန်တောက်စေရမယ့်မီးက၁မျိုးတဲ့မီးခုနှစ်မျိုးရှိတယ်ပယ်ရမယ့်မီးဆိုတာကယာကမီးဒေါသမီးမောဟမီး ဘိတ္တတို့သိရနော်ဆွဲလန်းမှုမကျင်တတ်မှုတွေ့ဝေမှိုက်မဲမှုပေါ့အဲ့ဒါကပယ်ရမယ်မီးအဲ့ဒါတွေကလည်းတတ္တဝါတွေကိုမီးလို့လောင်ကျွမ်းစေတယ်မီးလို့ပျက်စီးသွားစေတယ်ဒါကြောင့်သူတို့ကတော့ဖယ်ရှားပြရမယ်မီးငိမ့်တက်ပြရမယ်မီးပေါ့ဂယုဆိုင်ရမယ်မီးကလည်း၃မျိုးရှိတယ်တဲ့အဲ့ဒါကဘာလဲဆိုတော့ပထမမီးကမိဘဆိုတဲ့မီးပဲတဲ့မိဘဟာမိဘဟုတ်ရလား ်အင်းမိဘကိုမယုံမသိပြောမယ်မိဘကိုမလေးမစားဆက်ဆံမယ်ဆိုရင်ကို့ဘောတိတ်ကောင်းထားတဲ့လူတယောက်ကိုဆက်ဆံတဲ့နေရာမှာဂယုဆက်ရမယ်။တာမန်လူတွေပေါ်မှာဆက်ဆံတာနဲ့တူလို့မရဘူး။တမန်လူထားတဲ့မြစ်တာစေတနာမျိုးအဲ့ဒီလူကကိုယ်ကိုထားတာမျိုးမဟုတ်ဘူးမိဘကကိုယ်ကိုထားတာကတမန်လူထားတဲ့စေတနာမြစ်တာမျိုးဟုတ်သလားအဲ့တော့တမန်လူပေါ်မှာဆက်ဆံတဲ့လူမျိုးဆက်ဆံလို့ကတော့ဘယ်လိုနည်းနဲ့မှမရနိုင်ဘူးဒါသဘောဝကြကြစဉ်းစားကြည့်တာနော်ဒါကြောင့်မိဘကိုကောင်းကောင်းမွန်မွန် ကင်တွယ်ရမေမဟုတ်ရင်တော့အဲ့ဒါမီးလိုလောင်ခံရလိမ့်မေနောက်ပြီးတော့ကဟပတက်ကြီးတဲ့အင်ရှင်လင်ယောက်ျားမီးနော်ယောက်ျားတွေဟာမိသားစုအပေါ်ဇနီးမယားရဲ့အပေါ်မှာအင်မတန်အကျိုးကျေးဇူးများတယ်ဘလို့ပဲတချို့နေရာတွေမှာမကောင်းဘူးဆိုစေကမူဘလို့မှညင်းလို့မရတဲ့ကောင်းတဲ့ကျေးဇူးတရားတွေအများကြီးရှိတယ်နော်နောက်ဆုံး အရက်တော့ပြီးတော့ဖဲရိုက်ပြီးတော့နေတာမျိုးရှိချင်းရှိမယ်ပေါ့ဟုတ်လားဘလို့မအားကိုးလို့မရတဲ့အနေအထားမျိုးရှိနေတဲ့ဆိုအောင်တောင်မှဒီလင်ယောက်ျားရဲ့အရိတ်ဆိုတာမိသားစုရဲ့အပေါ်မှာအများကြီးရှိတယ်။နော်လင်ယောက်ျားမရှိတဲ့အိမ်နဲ့ရှိတဲ့အိမ်ဆိုတာအများကြီးကွာတယ်။ဟုတ်ရလားဒါနားလည်ဖို့လိုတယ်နော်။ဒါကြောင့်မြတ်စွာဘုရားကအဲ့ဒီကဟပတကိအိမ်ရှင်လင်ယောက်ျားဟာလေမီးပဲတဲ့သူ့ကိုလည်းပဲမယုံမသိဆက်ဆံရင်အဲ့ဒါဒုက္ခရောက်နိုင်တယ်။ ဒါဒကာကြီးတွေအထူးသဖြင့်ဒကမာကြီးတွေသတိထားเสียပါတော့နော်။ဒါဥစဉ်တို့ကယောက်ျားလေးတွေမှုယောက်ျားလေးတွေဘက်ကပင့်ပြီးတော့ပြောတာမျိုးမဟုတ်ဘူးနော်။ဖခင်ကိုတော်တိုင်ဟောခဲ့တာ။ဟုတ်ရလား။အေးအဲ့ဒါကိုဘက်လိုက်မှုမရှိဘဲနဲ့အေးအေးဆေးဆေးညံပါပါစဉ်းစားကြည့်။နော်အိမ်ရှင်လင်းယောက်ျားရဲ့မိသားစုတစုလုံးပေါ်မှာကြီးမားတဲ့ဂျေစုတရား။ဟုတ်ရလား။ဒါကြောင့်သူလည်းပါတော့မိပဲ။နောက်ဥစဉ်တို့ဂယုဆိုင်ရမယ်နောက်ဆုံးမိကတော့ သူတော်ကောင်းမီတဲ့နော်သူတော်ကောင်းတွေကလည်းလောကကြီးပေါ်မှာကျေးဇူးများလွန်းလို့သူတော်ကောင်းတွေရဲ့ပေါ်မှာကောင်းကောင်းမွန်မွန်မဆက်ဆံဘူးကောင်းကောင်းမွန်မွန်မတုံ့ပြန်ဘူးဆိုရင်အဲ့ဒါလည်းမီးလို့လောင်ကျွမ်းတတ်တယ်ဟုတ်ရလားအေးငြင်းတဲ့ချိန်ငြင်းရမယ်တောက်စီတဲ့ချိန်မှာတောက်ရမယ်ဆိုတဲ့မီးကတော့ထင်းမီးတဲ့အခုလျှက်စစ်မီးပေါ့အခုခေတ်ကြတာဟုတ်ရလားအေးအဲ့တော့မီးဘယ်နှမျိုးတော့ ခုနှစ်မျိုးအဲ့တော့ရှေးသူကြီးသူတော်ကောင်းတွေကတော့ဗမာ ရှေးလူကြီးတွေကတော့မိဘကိုမယုံမသိမလေးမစားကျေးဇူးကမ်းတယ်ဆိုရင်မိဘစိန်ရသိမ့်လိမ့်မယ်လို့ပြောတာမြတ်စွာဘုရားကတော့ဘယ်လိုပြောတာလဲမီးလို့လောင်လိမ့်မယ်လို့ပြောခဲ့တာဟုတ်ရလားဒါကြောင့်မိဘရဲ့ကျေးဇူးကိုတိဖို့မလိုဘူးလားလိုတယ်ဟုတ်ရလားအေးအဲ့တော့ဦးဇင်းတို့မိဘကျေးဇူးကိုမဆက်လို့မိဘကျေးဇူးကိုမတိလို့နော်နားလည်မှုမရှိဘဲနဲ့မိုက်မိတ်ကန်းကန်းနေရမယ်ဆိုရင်တော့ နောင်တနဲ့လည်းပူရလိမ့်မယ်နော်ကိုတချိန်မှာအကြီးအကျယ်အဆင်မပြေတာတွေဖြစ်တာမျိုးဒေကောင်ပေါင်းလည်းဖြစ်တာမျိုးအဲ့ဒီအချိန်မျိုးမှာတမဖို့အသက်ကြီးလာပြီးမိဘတွေကမရှိတော့ဘူးဆိုတဲ့အချိန်မျိုးမှာငါလုံနိုင်ပါလျက်နဲ့လုံတဲ့လုံထိုက်တဲ့လုံကိုမလုံခင်ရဘူးလို့နောင်တတွေနဲ့ပူလောင်စရာအကြောင်းမရှိဘူးလားရှိတာပေါ့ဒါကြောင့်ဦးဇင်းတို့သဏ္ဍာန်တန်တာဇတ်မှာဘုရားလောင်းသဏ္ဍာန်တန်တာမင်းကြီးက လူတွေမှာနောင်တတရား10မျိုးရစေရအကြောင်းရှိတယ်တဲ့နောင်တ10မျိုးဟောထားတာရှိတယ်သိလားငဲကလည်းရင်မသိပညာဥစ္စာမစုသူချစ်ကိုဖြတ်သူတတဆာသူမရ၌ပြမတုံမိပစ္စည်းရှိလျက်ဆိုးစီမဲ့လူမွေးမျိုးမိဘမပြူကြနဲ့ငယ်တုန်းကစပညာမသိငယ်ဘူးအဲ့ဒါကြီးရင်နောင်တရပဲနောင်တ10မျိုးဟောရင်တရားအများကြီးရှိရသွားမယ်နော်အဲ့ဒီနောင်တရရစရာ10မျိုးထဲမှာ မိဘကိုပြုစုမွေးမြူခြင်းမပြုခဲ့ခြင်းဒီလည်းပဲနောင်တရခြင်းရဲ့အကြောင်းတရားတစ်ခုပါတဲ့အဲ့ဒါနောက်တစ်ချိန်မှာနောင်တနဲ့ပူလောင်အောင်မိဘကိုပြုစုလှုပ်ကြွေးမှုမရှိခြင်းဒီနောင်တရစေခြင်းရဲ့အကြောင်းတရားတစ်ခုလို့နားလည်ရမယ်ဟုတ်ရလားပြီးပြီးတော့ဦးဇင်းတို့ဒါကတော့ဟိုမျက်မြင်လောကအမြင်အရပြောချင်တာပေါ့လေကိုကမိုက်မဲတယ်ဆိုရင်မိုက်မဲတဲ့သာသမီလေးတွေရတတ်တယ် ိုကမိဘအပေါ်မှာတိတ်ပြီးတော့မကြည့်ဘူးဆိုရင်အဲဒါလိုပဲမိဘအပေါ်မှာတိတ်မကြည့်တဲ့သာသမီမျိုးရတတ်တယ်။ဒါဟိုဒါရိုက်ကြီးဓာတ်တိကြီးမှန်မယ်လို့တော့မဆိုလိုဘူးပေါ့လေ။ဟုတ်ရဲ့လား။ဒါပေမဲ့ဥစဉ်တို့လောကအတွေ့အကြုံရဦးဇင်းမိခင်ကြီးကအလွန်ပြောတယ်။နော်။ဆိုးရတဲ့သာသမီများဟာမိဘအပေါ်မှာမကောင်းတဲ့သာသမီများဟာသူတို့အပေါ်မှာမကောင်းတဲ့သာသမီမျိုးတွေကြီးရတာကိုသူတော်တော်များများတွေ့ရတယ်တဲ့အဲ့ဒါသူကတော့ သူ့ကိုယ်သူအမြဲတမ်းလဲဂုံယူပြီးတော့ပြောတယ်မိဘရဲ့အပေါ်မှာအင်မတန်ကောင်းတယ်ဦးစင်အမေကဒါကြောင့်မို့လို့သူ့သားသမီး၅ယောက်ရှိတယ်သူ့အပေါ်မှာအင်မတန်ကောင်းတဲ့သားသမီးတွေရှိပဲသားသမီးနဲ့ပတ်သက်ပြီးတော့သူ့မှာစိတ်ဆင်းရဲတဲ့အကြောင်းမရှိလောကကြီးရဲ့အင်မတန်ဆန်းကျင်တဲ့သဘောပေါ့နော်ကံတူအကျိုးပေးလို့ပြောရင်လည်းပဲရနိုင်ကောင်းမှရဲ့ဟုတ်ရဲ့လားဒါကြောင့်ကိုဘဝနောင်ရီကိုဘဝရဲ့နေဝင်ခြင်းကိုကြည့်ပြီးတော့ ကိုကိုကိုချစ်သောအဖြစ်လည်းပဲမိဘတွေပုံမှာကောင်းတဲ့နယ်လို့ထင်တယ်။ဟုတ်လားကိုဘကနေဝင်ရင်ကဘုစုလက်ထက်နေဝင်ရမှာတော့သားသမီးတွေလက်ထက်နေဝင်ရမှာတော့ချစ်ချင်မုံမုံစိတ်တိုင်းကြကြမကြကြဟုတ်လားအခုချိန်မှာတော့ကိုကသွားနိုင်တာနဲ့စားနိုင်တော့နိုင်ဆိုတော့ခတ်တင်းနေနေချင်းနေလိမ့်မယ်။ဒါပေမဲ့အဲ့ဒီအခြေအနေမျိုးကအမြဲတမ်းရှိမလား။မရှိဘူး။နော်ပြည်စည်းဥစ္စာဘလောက်ပဲပြည်စုံပြည်စုံသားသမီးနဲ့ကင်းပြီးတော့အနာကဥစဉ်တို့ဘဝနေဝင်ချိန်မှာအဆင်ပြေဖို့ဆိုတာမလွယ်ဘူး။ ဲ့ဒါသားသမီးကမကောင်းဘူးဆိုရင်တော့တေချာဖို့စိတ်ညစ်ရမှာပဲဒါကြောင့်ကိုသားသမီးလေးတွေကိုငငယ်လေးတွေကစလိမ်မာရေးချရှိအောင်ကိုတာဝန်အပြည့်အဝရှိတယ်လုပ်ပေးရမယ်ဟုတ်ရလားအဲ့ဒါလိုလှုပ်ချင်းသည်သူ့ကိုကောင်းအောင်လုပ်ရတော့ရောက်တယ်လို့ကိုကိုကိုလည်းကောင်းအောင်လုပ်ပြီးသားမရောက်ဘူးလားရောက်တယ်ဟုတ်ရလားအေးအခုတနည်းပြောပြမယ်နော်မိဘအပေါ်မှာကောင်းချင်းသည်မလဲကိုအပေါ်မှာကောင်းတဲ့သားသမီးမျိုးရနိုင်တယ်မိဘအပေါ်မှာမကောင်းသောအဖြစ် ကိုယ့်ဘောမှာမကောင်းတဲ့သားသမီးတွေလည်းရတတ်တယ်